Okay အားလုံးပဲမင်္ဂလာပါ Random Game ရဲ့ဒီပြန်လို့ကြိုဆိုလိုက်ပါတယ်ခုနေ့မှာကတော့အသက်ထွက်ကြည့်ရတော့မယ် Second ရဲ့ Song Might the Scale Fat တွေကိုထပ်ပြီးတော့ကျွန်တော်တို့ကြည့်ရမှဖြစ်ပါတယ်ဗီဒီယိုတင်တော့နည်းလေးနောက်ကျသွားတယ်ဒါကြောင့်မို့လို့ကြည့်ပြရသူတွေအနေနဲ့ကလည်းကျွန်တော်တို့ပြန်ပြီးတော့ဒါခံစားကြည့်ရအောင်ပြ ရင်တော့တစ်ခုအနေနဲ့ကတော့ဘင်း Starlight Screen လေးဖြစ်ပါတယ် Starlight Screen လို့သာပြောရင်မဲဒီ screen နေနဲ့ကတော့တော်တော်ကြီးမိုက်တယ် Apple Screen တိုက်လို့ဒီလိုသွားတယ်ဗျအပြစ်တင်တဲ့တစ်ခုအနေနဲ့ကတော့ Mono နေနဲ့ဒါ screen တုံးနေနေမှာ seem issue လို့ပြောမှာဗျဘိုင်းမှာဆိုလို့ရှိရင်တော့ဒီ Apple Screen နဲ့ Starlight Screen ကပိုးပြီးတော့လှနေရောဘာသာလို့တွေ့လိမ့်မယ်ဒါပေမဲ့ you know Amon Collider မှာဆိုလို့ရှိရင်တော့နောက်မှာထွက်တဲ့ဒီ Amon Collider Screen ကဒီအရင်ထွက်နေပြီးသားဒီ Starlight Screen လို့ပဲလှတယ်လို့ထင်နေဗျ body effect ပါညာလို့ပဲတာလာဗျကဲထားပါလို့ဗျဒါမှဆိုလို့ရှိရင်တော့ဘိန်းရဲ့ Starlight Screen ရဲ့တော်တော်ကြီးကိုကျွတ်တယ်လို့ပြောမှာ An Ocean is just our first! first blood! I'm all Mariner's nightmare! Shark Wave! Be ranked! ။အဲ့ဒီမိမဆိုလို့ရှိရင်လည်းရေလုံးငမန်းကြီးတွေမို့တော့ပဲနဲ့ဒါမှဆိုလို့ရှိရင်ရေငကားကြီးတွေထွက်လာတယ်။ဒါပေမဲ့ Bane Strike ဆိုရင်ဝင်နေတဲ့လူတွေနေကတော့ဒီအယောင်ကျဲစကင်တွေတော့ခြုံဖို့လိုတယ်ဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီအနေဒါ Draw ယူချွတ်တယ်။အယောင်ကျဲစကင်တွေမှာဆိုလို့ရှိရင်တော့ပန်းလူယောင်တွေဒီအပြာလူယောင်တွေနဲ့ဒီအစိမ်းလူယောင်တွေပေါင်းဝင်တဲ့လူကြောင့်ဖြစ်ပါတယ်။လုံးဝခြုံကြပါဗျ။ punch for a punch ဒါတော့ပကွေတို့ epic screen မှာ display နေနဲ့ကတော့ကျွန်တော်တို့ time ရှိရ96လုံးနဲ့ဖြစ်နေမယ်။ screen အပြည့်ပြောစရာမရှိပါဘူး။ပြည့်ပြောစရာရှိတာကသူ့ background မှာလုံးဝမသက်ဆိုင်ပါဘူး။ Free scar mine is a badge of glory. I bring hope with my very hands. My fists! My life! Dodge dodge if you can I earn respect with my fists. ဒီစကင်ရရှိမှာဆိုလို့ရှိရင်တော့ final mvp နဲ့ဒီ color စကင်လိုမျိုးတားမိုက်တဲ့စကင်နှောင်းထွက်လာတယ်ဗျ and စကင်နှောင်းကိုချောပြီးတော့ဒီစကင်ကိုရွေးမယ်ဆိုလို့ရှိရင်တော့ brother နေလုံးဝမမပါဘူးဖြည့်စီမပြီးဝင်မယ်ဆိုလို့ရှိရင်တော့ဒီစကင်ကလုံးဝတန်ပါတယ် brother လို့ဒီတကယ်လို့သာ non promo time ပိုင်းရတဲ့ဆုံးမယ်ဆိုလို့ရှိရင်တော့လုံးဝလွတ်လွတ်မခံနိုင်ပါဘူးကျွန်တော်ကဒီစကင်ကိုရွေးမယ်ဆိုလို့ရှိရင်တော့လုံးဝလွတ်လွတ်မခံနိုင်ပါဘူး ဒီစကင်နေနဲ့ကတော့ဝမ်းနဲ့စရာလေးတခုတော့ရှိရပြ။အဲ့ဒါကသူဆက်လက်ထွက်တော့မှာဆိုလို့ရှိရင်တော့ double level စကင်နေနဲ့ထွက်မယ်လို့သိရတယ်။ဒါပေမဲ့ဒီ event ထွက်ခါနေချိန်ကျမှစကင်ကို logo ကောက်ချင်းပြလိုက်တယ်။အဲ့ဒါကကျတော့ double level နေပြီး legend စကင်ဖြစ်သွားပါ။အဲ့ဒီတော့ဘာပိုးထူးသွားလဲလို့မေးလို့ရှိရင်တော့ဘာမှပိုးမထူးပါဘူး။ထူးတာဆိုလို့ဈေးနှစတက်သွားပဲရှိပါတယ်။ coin နှစတက်သွားတာကိုပြောတာပါ။တခြား skill fight တွေမှာတော့လို့မေးလို့ရှိရင်တော့ဘာမှပိုးမထူးတော့ဘူး brother တို့။ဟေးသူ့ရဲ့ဒီ legend စကင်ဖြစ်တဲ့အတွက်ကြောင့်မလို့ recall ကိုခေါင်းလေးလုပ်ပေးတယ်။ပြီးတော့ dynamic effect လိုမျိုးကောင်ထည့်ပြလိုက်တယ်ဒါပါပဲ။ this day when justice reclaimed its throne. ။ဒါကတော့ sound collider စကင်ကိုဝယ်ထားတဲ့သူတွေအတွက်တမင်ကုန်ထုတ်ပစ်လိုက်တဲ့စကင်ပဲဖြစ်ပါတယ်။ annual strike စကင်ကိုဒီလောက်ဒီကုန်ထုတ်ပစ်လိမ့်မယ်လို့တကားမှမျှော်လင့်မထားမိဘူး။သူ့အနေနဲ့ဒါ scale effect တွေကိုတော့ automatic လုပ်ပေးထားတယ်လို့တော့ပြောသေးတယ်ဗျ။ဒါကြောင့်မလို့ကျွန်တော်တို့ sound လို့ကြည့်ရမယ်။ထုံးတဲ့အတိုင်းပဲဒါမလို့ဆောင်းကျင်မကောင်းတဲ့ video တွေတော့မလို့အနာနီကမှ legend logo ပြောင်းဝင်တော့မတတ်နိုင်ဘူးဗျ။ဒီ annual strike နဲ့ပွားလာမယ်ဒီ record တွေဘာညာတတော်ကြီးကိုမိုက်တယ်ဒီ record ဆိုလို့ရှိရင်လည်းဒါမီးတောင်းကြီးနေတယ်ဗျ။တတော်ကြီးကိုချွတ်တယ်လို့ပြောရမယ်။ဒီ scale တွေတတော်ကြီးကိုမိုက်ပါတယ်။ ပြီးတော့ဒီစကင်ကိုတနေ့လောက်စောင့်မယ်ဆိုလို့ရှိရင်လည်း Starlight Falcon Show တွေမှာကျွန်တော်တို့အနေနဲ့ကဒါ Falcon 5000တော့နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်အတော့ Colorado စကင်ဝယ်မယ်နဲ့ဒီကောင်ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်ကတော့တော်တော်ကြီးကိုတန်တယ်လို့ပြောရမှာပြအေးပါမှာဘာတွေပါလာမယ်ဆိုလို့ရှိရင်တော့ဒီဘေးတော်အတိုင်းပဲပါဗျ Colorado စကင်တကောင်ပါမယ်ပြီးရင် Special ဘာညာပေါ့ဗျဒါတွေပါလာလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေကတော့ပေါင်းမှာမဟုတ်ပါဘူးပောက်ခဲပါတယ်အတော့ဒီရဲ့ဗီဒီယိုတွေကတော့လောက်ပါပဲအားလုံးကျေးဇူးတို့ပဲတရှိပါတယ်ဗျ